အားလုံးပဲမင်္ဂလာပါယောဂကျင့်စဉ်နဲ့ကျန်းမာရေးအကြောင်းကိုပြောပြတင်ဆက်ပေးမှာပါယောဂပြုလုပ်ခြင်းဟာစိတ်နှင်းခန္ဓာအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေနိုင်တာကြောင့်မို့လို့ကမ္ဘာတဝန်းမှာလူကြိုက်များပြီးယောဂကျင့်စဉ်ကိုပုံစံအမျိုးမျိုးနဲ့ကျင့်သုံးလာကြပါတယ်ခေတ်သစ်လူနေမှုပုံစံမှာတော့စိတ်ဖိစီးမှုများခြင်းဟာသွေးတိုးနှလုံးရောဂါအပါအဝင်အထွေထွေ ကျန်းမာရေးကိုထိခိုက်စေသောအဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်နှလုံးသွေးကြောဆိုင်ရာယောဂများလေပြတ်ခြင်းကင်ဆာနှင့် ၊သွေးကြိုစီးကြိုယောဂကဲ့သို့သောမကူးဆက်နိုင်သောယောဂများဟာကဘာတွန်းမှာနှစ်စဉ်သေဆုံးခြင်းရဲ့အဓိကအကြောင်းရင်းများဖြစ်ပြီးတော့ယောဂကျင့်စဉ်ကိုနေ့စဉ်ပုံမှန်ပြုလုပ်ခြင်းအပြင်တိတာစွာလျှော့ချနိုင်ကြောင်းသိရှိလာကြပါတယ်။ယောဂကျင့်ခြင်းဟာဆိုရင်တော့ဇီဝကာမဆိုင်ရာနှိုးကြားမှုကိုဖြစ်ပေါ်စေပြီးတော့ပုံမှန်ကောင်းမွန်သောအိပ်စက်ခြင်းနဲ့အစာစားခြင်းစိတ်ကိုလည်းဖြစ်ပေါ်စေပါတယ်။အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့သိပ္ပံနေကြသူတည်တနာအစီရင်ခံစာမှာတော့တရားထိုင်ခြင်း ယောဂကျင့်စဉ်ပုံမှန်ပြုလုပ်ခြင်းဟာသွေးပေါင်ချိန်ကိုတည်တည်တတ်တာလျှော့ချနိုင်သဖြင့်နှလုံးသွေးကြောခြင်းယောဂလူနာများတွင်နှလုံးအမောပေါက်ခြင်းလေးပြတ်ခြင်းနှင့်ရုတ်တရက်သိဆုံးခြင်းများကိုလျှော့ချပေးနိုင်ကြောင်းဖော်ပြထားပါသည်ယောဂကျင့်စဉ်ဟာဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကတည်းကစတင်ပေါ်ပေါက်ခဲ့တဲ့ရှေးဟောင်းကျင့်စဉ်တစ်ခုပဲဖြစ်ပါသည်ယောဂဟူသောဝေါ်ဟာရဟာတက္ကတဘာသာမှဆင်းသက်လာပြီးတော့ခန္ဓာနှင့်အသိစိတ်တို့ရဲ့ပေါင်းစပ်မှုနှင့် တဟစာတာဖြစ်မှုကိုကိုးစားပြုပါတယ်။အိန္ဒိယဝန်ကြီးချုပ်နယန္ဒရာမိုဒီကတော့ယောဂသည်အိန္ဒိယရှေးဟောင်းအစဉ်လာ၏အဖိုးမဖြတ်နိုင်သောလက်ဆောင်တစ်ခုဖြစ်ပြီးကျမ်းမာတန်ဆွမ်းသောကဘာချိုကိုဖန်တီးရန်အထောက်အကူဖြစ်စေသည်ဟု2014ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှပြောကြားခဲ့ပူပါတယ်။ယောဂပြုလုပ်ခြင်းအားဆိုရင်တော့ကာယလေ့ကျင့်ခန်းတစ်ခုတည်းအတွက်မဟုတ်ဘဲရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်အပြူသဘောဆောင်တဲ့တက်ရောက်မှုရှိတယ်။ စိတ်နဲ့ခန္ဓာကိုယ်လေ့ကျင့်မှုတစ်ခုပဲဖြစ်ပါတယ်။ယောဂကျင့်စဉ်ဟာဆိုရင်တော့လက်ရှိအချိန်ကိုအာရုံစိုက်၍စိတ်ပီစီမှုနဲ့အစိုးမြင့်စိတ်များမှလုကင်းစေရန်သင်ကြားပေးတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်။ယောဂအမျိုးအစားများစွာရှိတော်လည်းပဲဟတ္တယောဂကိုသာအများဆုံးလေ့ကျင့်ကြပါတယ်။ဟတ္တယောဂရဲ့အဓိကအစိတ်ပိုင်းများမှာတော့အကျောဆန့်လေ့ကျင့်ကံများနဲ့ကိုယ်လက်လှုပ်ရှားမှုများအသက်ရှူထိန်ချုပ်မှုနဲ့အာရုံစူးစိုက်မှုစနစ်များ တရားထိုင်ခြင်းတို့ပါဝင်တာပဲဖြစ်ပါ रे ခင်ဗျာ။